1ချမ်ပီယံရှစ်ရဲ့ဒေါ်လာ3သိန်းတန်အိမ်မက်တွေအတွက်အပြိုင်ကျမ်းကြဖို့ရှိနေတဲ့မြန်မာဖိုက်တာအဲမွေနဲ့သွေလင်းထက်ဆန်ကာသိန်းနဲ့ပွဲမှာရှုံးခဲ့ပေမဲ့သူ့ရဲ့အရေးချင်းတွေကိုကဘာကတိအောင်ချပြနိုင်ခဲ့တဲ့စူပါရေချမ်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ဒါမဲ့တောက်ကြနေမက်လ21ရက်နေ့မှာတော့မြန်မာဖိုက်တာနှုတ်ဖြစ်တဲ့အဲမွေနဲ့သွေးလင်းထက်တို့ရဲ့ပွဲစဉ်ကြီးပါဝင်လာခဲ့ပါပြီ One Friday Fight 101လို့အမည်ရတဲ့ပြိုင်ပွဲကြီးမှာပြိုင်မဲ့အသီးသီးရရှိသွားပြီးဖြစ်တဲ့သူတို့နှစ်ယောက်ရဲ့ပွဲစဉ်ကိုပြည်သက်တွေမြင်တွေ့ခွင့်ရကြတော့မှလည်းဖြစ်ပါတယ်။အော်ဒါချက်တွေကမြန်မာဖိုက်တာတွေရဲ့တိုက်စစ်ပွင့်ကစားဟန်နဲ့မာဂုံမြင်မှမှုတွေကိုနှစ်သက်နေလောက်ပါပြီ။ One Championship အနေနဲ့မြန်မာပြည်သက်တွေရဲ့အင်အားကိုအတော်လေးအေးပေးလာတာလည်းတွေ့ရပါတယ်။ ဒါကြောင့်လဲဩဂရချက်ထရီကမြန်မာဖိုက်တာတွေနဲ့ပတ်သက်ပြီးပလန်ချကတေချအစည်းအဝေးဆွဲလာခဲ့တာပါမြန်မာဖိုက်တာအများစုကိုခက်ခဲတဲ့ပြိုင်မက်တွေနဲ့ရင်ဆိုင်မှုအစပိုင်းမှာဝမ်းကပြင်ဆင်ထားခဲ့တာပါနောက်ဆုံးပွဲဖြစ်တဲ့စူပါအေဂျင့်ရဲ့ပွဲစဉ်ထိခက်ခဲနေတော့မှာပဲဒါပေမဲ့ခုလာမဲ့အဲမွေနဲ့သွေးလင်းထတ်တို့ကတော့အနေငယ်ပွဲချောင်နေလို့ပဲပြောရမှာပါမြန်မာဖိုက်တာနှစ်ယောက်လုံးကိုပွဲထုတ်လာတာကစိတ်ဝင်စားဖို့တော့ကောင်းပါတယ် အမွေရင်ဆိုင်ရမဲ့ဖိုက်တာကအဟာဘက်ဂေါ်ဒွန်ဖြစ်ပြီးစေကျော်သက်ရွယ်လူငယ်ဖိုက်တာလေးပဲရှိသေးတာပါဥမာဝမ်ချန်ပီယံရှစ်မှာပွဲဥအတွက်ထိုးသက်သွားမဲ့ဖိုက်တာလေးနဲ့ရင်ဆိုင်ရမှာဖြစ်လို့အမွေနေနဲ့ပွဲချောင်နေတယ်လို့ပဲပြောရမှာပါဒါပေမဲ့လေအသက်16နှစ်ရွယ်ဂေါ်ဒွန်ကမွေတိုင်းဖိုက်တာပရော်ဖက်ရှင်နယ်ပွဲပေါင်း9ပွဲထိုးသက်ထားပြီး9ပွဲလုံးကိုအနိုင်ရရှိထားခဲ့တာပါ တတိဆလူငယ်ဖိုက်တာတယောက်အနေနဲ့ဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီး၂ပွဲနိုင်တစ်ပွဲရှုံးရလက်ပိုင်ဆိုင်ထားတဲ့အပြင်အနိုင်ရခဲ့တဲ့၂ပွဲလုံးကိုဘောနက်ဆုစုခူးထားတဲ့အဲမွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့သူ့အတွက်တော့ခက်ခဲလာနိုင်မှာသိကြပါဗါးအဲမွေကမြန်မာဖိုက်တာ PP မာကိုမြန်မာတဲ့ဖိုက်တာဖြစ်တဲ့အပြင်ပြိုင်မဲ့တွေကိုအလဲထိုးနိုင်တဲ့ပါဝါလေးရှိပါတယ်လူငယ်ဖိုက်တာလေးနဲ့အတွေ့မှာလဲအရင်ကပွဲတွေထက်ပိုကျန်းပြလာဖို့တော့ရှိနေတာပါ ခြေကပွဲတွေမှာဆိုရင်လေနော့ဒေါင်းနှစ်ကြိမ်ကြနေရကနေအပွဲအလဲပြောင်းဖြစ်စေမဲ့ထိုးချက်မျိုးနဲ့အလဲထိုးနိုင်ပွဲရယူပြသွားခဲ့တာပါမာကုံပိုင်းမှာတော့မြန်မာဖိုက်တာတွေကဆရာတစုဖြစ်နေတော့မှာပဲတွေးလင်းထက်ကလည်းဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီးနှစ်ပွဲနိုင်ကတစ်ပွဲရှုံးနိမ့်ထားခဲ့ပါတယ်သူနိုင်ရရှိခဲ့တဲ့နှစ်ပွဲလုံးမှာဘောနက်စုရရှိခဲ့တဲ့အထိပိတ်သက်တွေအကြိုက်ထိုးသက်ပြသွားနိုင်ခဲ့တာပါ ွေလင်းထက်ရဲ့ပြိုင်ဘက် Rocky ကတော့ဝမ်ချမ်ပီယံရှစ်မှာတပွဲသာထိုးသက်ထားပေမဲ့အဲ့ဒီတပွဲကိုအလဲထိုးနဲ့နိုင်ရရှိထားခဲ့တာပါတွေလင်းထက်ရင်ဆိုင်ထားရတဲ့ Fighter တွေက Rocky ရင်ဆိုင်ထားရတဲ့ Fighter ထက်ပိုခက်ခဲခဲ့ပါတယ်ဝိုင်းချမ်ပီယံရှစ်မှာသွေးလင်းထက်ကအတွေ့အကြုံပိုတာနေပြီးလာမယ့်ပွဲမှာလည်းအကောင်းဆုံးရင်ဆိုင်သွားနိုင်မှုရှိနေပါတယ်။ဖိုက်တာတွေအနိုင်ရရှိဖို့ကပွဲစီစဉ်သူတွေပေါ်မှာလည်းတစ်စိတ်တစ်ပိုင်းတက်ရောက်နေပါတယ်။ သူတို့စီစဉ်ထားတဲ့ဇက်လက်မှာဖိုက်တာတွေကအကောင်းဆုံးအသုံးတော်ခံကြရတာပါခုဆိုရင်အဲမွေနဲ့တွေးလင်းထက်တို့အတွက်ချက်ထရီကအနိုင်ရရှိစေနိုင်မဲ့တွဲဆိုင်မျိုးဖန်နီးပေးလာခဲ့ပါပြီရရှိလာတဲ့ခွင့်ရေးကိုကောင်းကောင်းအသုံးချဖို့ပဲလိုအပ်တော့တာပါတခုရှိတာကပြိုင်မဲ့တွေကိုအထင်မသေးပဲကိုလှုပ်စီရရှိတာကိုလှုပ်ချဖို့ပဲလိုပါတယ်လာမယ့်1 Friday Fight 101ပြိုင်ပွဲကြီးမှာမြန်မာဖိုက်တာနှစ်ယောက်လုံးနိုင်ပွဲကိုယ်စီနဲ့အတူဘောနဲ့စူးကြီးတွေစုခူးနိုင်ပါသေးလို့ဆူတောင်းပေးလိုက်ပါတယ်။ ပွဲနှင်းရင်လေပြိုင်မက်တွေရဲ့ထိုးသက်မှု ပုံစံတွေကိုလေ့လာပြီးပွဲကြိုသုံးသက်ချက်လေးနဲ့ပြန်လာခဲ့ပါမယ်။နောက်ကြနေညာကရှင်ပြိုင်သွားတဲ့ Super Eagles နဲ့ဆန်ကတစ်တို့ရဲ့ပွဲစဉ်ကပိတ်သက်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Super Eagles အနေနဲ့ဆန်ငါတစ်ကိုကောင်းကောင်းရှင်ထိုးသွားနိုင်တာကို တွေ့ရပါတယ်။ ဒီစနစ်ပိုဆောင်တဲ့ fighter ကလည်း super ye chan လို့ပဲဆိုရမှာပါ။ပြန်ပဲအချိန်တွေကိုအကောင်းဆုံးလေ့လာထားပြီးမိဖုရားကောင်းကောင်းနဲ့ကိုထိုးသက်ပြသွားခဲ့တာပါ။ super ye chan နေနဲ့ဒီပွဲမှာအကောင်းဆုံးလုံးပြနိုင်ခဲ့ပါတယ်။ပြိုင်ဘက် Thai Fighter ဆန်ဂါတိကပွဲဝေးနေတာဖြစ်လို့တက်လုံပိုင်းအားနေတာကလွယ်ပြီးလက်သီးပါဝါရီကောင်တာထိုးချက်တွေက Super Agent ကိုအထိနာစေခဲ့ပါတယ်။ တန်ဃာတိရဲ့အရက်က9ဘီ6လက်မရှိပြီးစူပါအေဂျန်က9ဘီ5လက်မပဲရှိတာဖြစ်တယ်လို့ဘော်ဒီတိဆောက်ပုံပိုင်းမှာလဲဆန်ဃာတိကပိုပြီးတာနေတာကို တွေ့ရပါတယ်။ပေါင်စင်လောကမှာနာမည်ကြီးပြီးသားဖိုက်တာတယောက်ကိုစူပါအေဂျန်ကအကောင်းဆုံးရှင်ထိုးပြသွားခဲ့တာပါ။ရမချီမှာဆိုရင် ဖိုက်တာနှစ်အောင်လုံးကအခြေခံချက်တွေအသုံးပြုပေမဲ့တိအောင်မှုတော့တိတ်မရှိခဲ့ပါဘူး။ စံငါတိရဲ့1 2တွဲလုံးတွေကအပါပြင်းထန်တာကိုတွေ့ရပါတယ်။စူပါရီချမ်းရဲ့အတိုးလှုပ်တွေနဲ့ရှောင်ထွက်သွားတဲ့ပုံစံတွေစံငါတိတိုးမြအောင်ဝင်တွဲလိုက်တာတွေကမှန်ကန်တဲ့နီးပြဝါတစ်ခုလိုပဲဆိုရမှာပါ။ပထမအခြေကတော့စူပါရီချဲအနေနဲ့အခွင့်အရေးသိမ်းမရခဲ့ပဲစံငါတိရဲ့တွဲလုံးတွေကိုကာကွယ်ရင်းအချိန်ကုန်ခဲ့ရတာပါရုပ်တံအနေပြကွက်တွေအရစံငါတိရဲ့အောက်ခြေကန်ချက်တစ်ခါ1 2တွဲလုံးတစ်ခါ ဘော်ဒီထိုးချက်နှစ်ခါနဲ့ဘော်ဒီကန်ချက်တစ်ခါကိုစူပါအေဂျင့်တောင်းခံသွားခဲ့တာတွေ့ရပါတယ်။တကယ်ကိုမာကုံမြင့်နဲ့ရိုးရဖိုက်တာတယောက်လိုပဲဆိုရမှာပါ။ဒုတိယအချီမှာတော့စူပါအေဂျင့်ကရှင်ထိုးဖို့ကြိုးစားခဲ့ပါတယ်။ဘောက်စင်သမားတယောက်ကိုလက်တီချင်းရှင်ထိုးခဲ့တဲ့ရလက်အနေနဲ့နော့ဒေါင်းတစ်ခါကျသွားခဲ့ရတာပါ။စူပါအေဂျင့်ကကက်ပီတွဲထိုးရတာကြိုက်တဲ့ဖိုက်တာဖြစ်လို့တွဲပြီးထိုးဖို့ကြိုးစားပေမဲ့မွေထိုင်းပွဲမဟုတ်တဲ့အတွက်ကြိုးမရှိခဲ့ပါဘူး။ လက်တံကလည်း15တိကပိုရှင်းနေတဲ့အတွက်အရေးစွန်ပြီးထိုးနေခဲ့ရတာပါ15တိကကိုထိအောင်ထိုးနိုင်ခဲ့ပေမဲ့ပြန်ထိုးခံရတဲ့ပါဝါက ပိုပြီးတာနေတာကို တွေ့ရပါတယ်စူပါရေးချမ်းရဲ့ပင်းလက်တီကအပါပြင်းထန်ခဲ့ပေမဲ့15တိကကိုမထိခဲ့တာကနှမျောစရာကောင်းလွန်ပါတယ်ဒုတိယအချိန်မှာ15တိတခါလဲကျသွားခဲ့ပါတယ်ပွဲချိန်ညာသူတွေကနော့ဒေါင်းလို့អော်ခဲ့ပြီမဲ့ဒိုင်းကအမှတ်စဉ်ရေးတွက်ခြင်းမရှိဘဲဆက်ထိုးစီခဲ့ပါတယ် ဒုတိယအချိန်မှာစူပါရေချမ်းနေနဲ့ဆန်ကတိကိုတုံ့ပြန်မှုကောင်းကောင်းနဲ့ရှင်ကစားနိုင်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့လည်းရုတ်တရက်အနေပြကွက်တွေရာထုံးစံအတိုင်းသူတို့ရဲ့ Time Fighter ထိုးရတဲ့ထိုးချက်တွေကိုပဲပြန်လည်ပြသခဲ့ပြီးစူပါရေချမ်းရဲ့ခြေကန်ချက်တစ်ခုကိုပဲပြသထားခဲ့ပါတယ်။တတိယအချိန်မှာတော့စူပါရေချမ်းရဲ့ကန်ချက်တွေပိုထွက်လာပြီးထောက်လက်သီးတွေကလည်းမဆိုးဘူးလို့ဆိုရမှာပါ။အမြင့်ကန်ချက်တွေဘော်ဒီကန်ချက်တွေကလည်းဆန်ငါတစ်ကိုအံ့ဩသွားစေခဲ့ပါတယ်။ တတိယအချိန်မှာနင်းချေတွေလည်းထွက်လာခဲ့ပြီးစူပါရီချမ်းနေနဲ့စောစောစီးစီးနင်းချေတွေသုံးသင့်နေလို့ယူဆမိပါတယ်။သံဃာတိရဲ့ကောင်းနာလက်သီးတွေကလည်းအရန်ပြင်းလွန်လာတွေ့ရပါတယ်။တတိယအချိန်မှာလဲဆန်ငါတိလဲကြသွားခဲ့ပြီမဲ့ဒိုင်ကအမတ်စင်ရေတက်ခဲ့ခြင်းတော့မရှိပါဘူးတေချာပြန်ကြည့်တဲ့အခါမှာတော့စူပါရီချန်ကိုဝိုက်ထိုးရင်ခြေတော်ဟန်ကျက်ပြက်လဲကြသွားတာကိုတော့တွေ့ရပါဗျာ နောက်ဆုံးအချိန်မှာစူပါရီချမ်းရဲ့တုံ့ပြန်မှုရန်ကောင်းခဲ့ပြီးစံဃာတိကတော့တက်လုံးချသွားတာကိုတွေ့ရပါတယ်။စံဃာတိရဲ့မျက်နှာမှာစိုးရိမ်စိတ်တွေဝင်နေခဲ့ပေမဲ့ပွဲချိန်ပြေသွားလို့သူစိတ်သက်သာရရခဲ့တာပါ။အနည်းပြွက်တွေမှာစူပါရီချမ်းရဲ့အမြင့်ကန်ချက်စံဃာတိရဲ့ကောင်းတာလက်သီးစံဃာတိရဲ့လဲကျသွားတာတွေကိုပဲပြသခဲ့ပါတယ်။တတိယအချိန်မှာစူပါရီချမ်းကစံဃာတိကိုစိုးရိမ်စိတ်ဝင်သွားတဲ့အထိကိုလှုပ်ပြသွားနိုင်ခဲ့တာပါ။ စံငါသေးရဲ့လက်တီထိုးချက်တွေကအရန်ကောင်းပြီးထိချက်တီချက်ကအားပါပြင်းထန်တဲ့ fighter ဆိုတာဒီပွဲကတက်တည်ပြခဲ့ပါတယ်။သူ့အနေနဲ့နောက်ထပ်ကေပောင်စင်ပွဲတွေကစားမယ်ဆိုရင်တော့စိုးရင်ရတဲ့အနေထားမှရှိနေပါတယ်။ Gamer fighter တွေကချီကန်ချက်အရန်ကောင်းတဲ့ fighter တွေဖြစ်နေရင်သူ့အနေနဲ့စောစောစီစီပွဲပြတ်သွားမှာပါ။ဝေးတိုင်းပွဲတွေထိုးရင်တော့ပိုဆိုးသွားနိုင်ပါတယ်။ Gamer ရဲ့ချီကန်ချက် တွဲလုံးတွေဒူးတောင်ရိုက်ချက်တွေကိုအလူးလဲခံရဖို့ရှိနေတာပါ။ သူအာတန်နာဆိုလို့လက်သီးထိုးချက်တစ်မျိုးပဲရှိပါတယ်။ဒါပေမဲ့အသက်ကအခုမှ22နှစ်ပဲရှိသေးတာဖြစ်လို့တေချာလေးကျင့်ပြင်ဆင်ခဲ့ရင်တော့ပိုကောင်းတဲ့ fighter တယောက်ဖြစ်လာနိုင်ပါတယ်။တန်ဃာတစ်ကိုချက်ထွေနေနဲ့ပွဲတည်ပေးဖို့ဆိုရင် လောလောဆယ်မှာတော့ lightweight fighter တွေနဲ့သာအသင့်တော်ဆုံးဆိုတာသူသဘောပေါက်မှာပါ။တန်ဃာတစ်ကိုမြေတောင်မြောက်ပေးဖို့ချက်ထွေကနီလန်ပေါင်းစုံတော့ရှာထားလောက်ပါပြီ။ စူပါရီဂျန်အနေနဲ့ကတော့သူ့ထက်အစအစရာရာတာလုံးနေတဲ့ဖိုက်တာမျိုးနဲ့ရှင်ပြိုင်ခဲ့ရတာဖြစ်လို့မလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့လည်းအတို့လို့အရှောင်းတိန်ကောင်းကောင်းနီးပြူဟာကြကြထိုးသက်ကအမှတ်အဆုံးဖြတ်ထိရောက်အောင်ထိုးပြသွားတာကမဖြစ်မနေချီးကျူးရမှာပါ။သူအနေနဲ့ဒီပွဲမှာနင်းချီတွေကိုသာစောစောစီးစီးတုံးပြီးကမရအောင်ပြင်ဆင်ထားခဲ့တင်ပါတယ်။ခြေကန်ချက်တွေဒီတက်ပိုကောင်းခဲ့ရင်ပွဲလေပြောင်းတောင်ဖြစ်သွားနိုင်ပါတယ်။ ဘောက်စင်ဖိုက်တာနဲ့ရှင်ထိုးဖို့ဆိုတာကတော့အရန်ခက်ခဲမှန်းသူကြွတွက်ထားပြီးသားဖြစ်မှာပါမာဂုံနဲ့တက်လုံပိုင်းမှာတော့စူပါရေချန်းကအရန်ကိုတာလွန်နာတွေ့ရပါတယ်မြမဖိုက်တာတွေဝမ်းချက်မြေရှိမှနေရာရလာခဲ့တာကလည်းမာဂုံမြေမှာပြည်သက်ဖြိုပြမှုပေးနိုင်တဲ့တိုက်စစ်ဖွင့်ထိုးတဲ့ပုံစံတွေကြောင့်ပဲဖြစ်ပါတယ် မြန်မာဖိုက်တာတွေအနေနဲ့ဂျင်းကောင်းကောင်းမှထရီနီကောင်းကောင်းဆင်းနိုင်ရင်တော့နီးစနစ်ပုံမကောင်းမလာပြီးအောင်မြင်မှုတွေရရှိလာနိုင်ပါတယ်မြန်မာဖိုက်တာတွေအတွက်ဆိုရင်တော့မြန်မာပိတ်သက်တွေကအမြဲတမ်းဝင်းရံအားပေးနေဦးမှာပါတ िश ူနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့ Night Show ရဲ့ Entertainment ရဲ့ P9 တင်ဆက်သူရဲကိုပါ